အားလုံးမင်္ဂလာပါမင်းညာကကစားခဲ့တဲ့ပရီးမီယာလိဘွဲစဉ်ခွင့်ရဲ့ special ဘိမတ်ဘွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Liverpool အသင်းတို့ရဲ့ဘွဲစဉ်မှာတော့ Chelsea ကအင်္ဂွေမှာပဲ Liverpool အသင်းကိုဒါလူစားဝင်ကစားသမားဖြစ်တဲ့ Astri Barrow ရဲ့ဗောလေနောက်ကျသွင်းကိုနဲ့ထူးဝမ်းရလနဲ့အနာယူပြီးတော့မှ200သီဇက်တိုက်ဗောလေဒါကျွန်တော်တို့ Chelsea အင်္ဂွေမှာ back to back Liverpool အသင်းကိုအနာရခဲ့တဲ့အခြေအနေလည်းဖြစ်တယ်ဆိုတော့ဒီပွဲကတော့အမှန်တမ်းပြောရရင် ကလနသင်းစလုံးအထွတ်တော့ဒါပွဲမစခင်တည်းကတောက်လျှောက်ကိုဟိုနိုင်ပွဲရဖို့အရေးကြီးခဲ့တဲ့အခြေအနေဖြစ်တယ် အနှစ်သင်းစလုံးအတွက်ပေါ့လေဒါကျွန်တော်တို့ဒီပေါ့လေဖီအားတွေကိုစီရှိခဲ့တဲ့အနေအထားဖြစ်တယ်ပထမအချက်ကဒါလီဗာပူးအသင်းအတွက်ဆိုရင် international break မတိုင်ခင်မှာဒါကျွန်တော်တို့ပေါ့လေဒီ MPB ဇာတ်ကိုဥဆောင်နိုင်ဖို့အခြေအနေဒါကျွန်တော်တို့အရေးကြီးတဲ့အခဲတယ်ဘာကြောင့်လဲဆိုတော့ဒါအစောပိုင်းမှာကစားခဲ့တဲ့အာဆင်နယ်အသင်းနဲ့တဖက်ကဝဟန်သင်းနဲ့ပွဲစဉ်မှာအာဆင်နယ်ဟာဝဟန်ကို2-0နဲ့ပေါ့လေဒါအနိုင်ရထားတဲ့အခြေအနေမှာအာကျွန်တော်တို့ဗာဒီတဖက်ကလီဗာပူးအသင်းကိုအမှတ်ဖြတ်ပြီးတော့မှသူတို့ဟို MPB ဇာတ် ထိတ်မှရက်တည်နေတဲ့အခြေအနေကြောင့်မို့လို့လီဗာပူးအသင်းအတွက်တော့ချက်စီနဲ့ပွဲဟာနိုင်ပွဲရဖို့လိုအပ်ခဲ့တာလည်းဖြစ်တယ်ချက်စီအသင်းအတွက်လည်းတကယ်လို့ဒါအင်ကွဲမှာလီဗာပူးအသင်းကိုဆက်ရှုံးခဲ့မယ်ဆိုရင်အာကျွန်တော်တို့ဒါနောက်ဆုံးပရီးမီးယားလိလေးပွဲမှာ၃ပွဲတည်းရှုံးပြီးတော့တပွဲတည်းရကြပြီးတော့ရလက်အခြေအနေရဆိုးရတဲ့အခြေအနေကစားသမားတွေရောနီးပြပါဖီအားဝင်သွားမယ်အခြေအနေဖြစ်တာကြောင့်မို့လို့ချက်စီအသင်းအတွက်လည်းအင်ကွဲမှာနိုင်ပွဲရဖို့ကအမှန်တမှကိုအရေးကြီးခဲ့တဲ့အခြေအနေဖြစ်တယ် အစောပိုင်းတော့ကဒါကျွန်တော်တို့ပွဲမစခင်မှာ Chelsea ခံစစ်အပေါ်မှာကျွန်တော်တို့တောက်လျှောက်စိုးရင်ခဲကြရတယ်အထူးသဖြင့်တော့စင်တာဘက်ကစားသမားတွေမပါလာနိုင်တဲ့အခြေအနေမှာအာချမ်ပေါင်တဲ့တစ်ဖက်ကကျွန်တော်တို့ဘောလေ variety ရှိပါဝင်လာတဲ့အနေအထားမှာစိတ်ချရတဲ့အခြေအနေတခုမဟုတ်ဘူးလို့ယူဆခဲ့ကြတယ်ဆိုတော့ဒီနေ့ပွဲမှာတော့ variety ရှိကပုံမှန်ပွဲထွက်ခွင့်မရဘူးဆိုပေမဲ့လို့ဒီနေ့ပွဲမှာတကယ်ကို ကောင်းတဲ့ performance တခုပြနိုင်ခဲ့တဲ့လူငယ်ကစားသမားဖြစ်တဲ့အာချံပေါင်းလည်းအာချံခြေစွမ်းပြခဲ့တဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့တစ်ဖက်မှာ mass ခုခုရလာနဲ့ဒီပေါ့လေ reci jane လည်းအပုံမှန်ခြေစွမ်းနဲ့ပြခဲ့တဲ့အထူးသဖြင့်တော့ဒီခုခုရလာကဒီ attacking ထိလိုက်ပြီးတော့မှတိုက်စစ်ကစားမိုင်းနဲ့ချိတ်ဆက်ကစားတယ်ဒါဒါပြင်ကျွန်တော်တို့ပေါ့လေဒါအနိုင်ကိုဖြစ်စေမဲ့ astri bar ရဲ့ twin goal ကိုလည်းဒါ ပွဲကစားချိန်ကျွန်တော်တို့ဒီပေါ့လေအနာကျန်ချိန်ပို6မိနစ်မှာဒီပေါ့လေ funny pay လို့ astray bow အဆုံးသတ်ခဲ့လို့ကျွန်တော်ပေါ့လေဒါ chelsea ကအနိုင်ရခဲ့တဲ့အနေအထားကြောင့်မလို့ကူကူရဲလာကလည်းတကယ်ကောင်းတဲ့ performance ပြခဲ့တဲ့အနေအထားဖြစ်တယ်တပွဲလုံးရဲ့ overall performance ရကြည့်မယ်ဆိုရင် liverpool ကကျွန်တော်တို့ပေါ့လေ in possession အရာတော့နည်းခဲ့တယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဟို chelsea က possession ရတာတယ်အာတစ်ဖက်ကဘောလုံးကိုစီးပြီးကစားထားတယ်ဆိုပေမဲ့လို့ liverpool ကတကယ်ထိရောက်တဲ့ chance တွေမှာတော့ chelsea တက်ပို့ပြီးတော့မှ ာလုံတဲ့အခြေအနေပိုင်ဆိုင်ခဲ့တဲ့အနေအထားဖြစ်တဲ့အထူးသဖြင့်တော့ဒါပထမပိုင်းမှာ900နိုင်ကျေရှိတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့ကစားသမားတွေအဆုံးသက်ပိုင်းအားနေခဲ့လို့ဒီပေါ်လေချဲစီကိုဥဆောင်နိုင်မဲ့အခွင့်အရေးဆုံးရှုံးခဲ့တာလည်းဖြစ်တယ်။တစ်ဖက်ကမူဆာလတ်အနေနဲ့ကျွန်တော်တို့ဒီပွဲမှာရုန်းကန်ခဲ့ရတယ်လို့ဒါသူ့အနေနဲ့အပိုင်အခွင့်အရေးနှစ်ချိန်တည်းမနေလေကိုယ့်အဖြစ်မပြောင်းလိုက်နိုင်နိုင်ခဲ့တဲ့အခြေအနေကကျွန်တော်တို့ဆုံးရှုံးခဲ့ရတယ်ပေါ့လေဒါအသေးရရလက်ပေါ်မှာ impact ဖြစ်ခဲ့တဲ့အနေအထားဖြစ်တယ်။ဒါပြင်ကျွန်တော်တို့ဒီမူဆာလတ်ဖန်ဒီပေးမှုမှုကိုဒါကျွန်တော်တို့ ဒီတိုက်စစ်ကစားမှဖြစ်တဲ့ ISAS ဒီခေါင်းတိုက်အဆုံးသတ်တဲ့နေရာမှာဘာရမော်ကကြော်ထွက်သွားတဲ့အတွက်ဒါလီဗာပူးအသင်းနေတဲ့အစောပိုင်းတွေကချယ်ဆီကိုအနိုင်ရမယ့်အနေအထားကနေအခုတွေမရခဲ့ရလည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပွဲပြီးမှဒီဗျဒီပေါ်လေအန်နစ်ကလော့ကပြောထားတာခရစ္စတပလစ်အသင်းနဲ့ရောချယ်ဆီအသင်းနဲ့ပွဲစဉ်မှာပါဒါကျွန်တော်ကလပ်အသင်းကဒီပေါ်လေဘစ်ချန်နေရခဲ့တယ်ဒါပေမဲ့လို့တကယ်တမ်းမှာတော့ကျွန်တော်တို့ဒီတဖက်အသင်းရဲ့အခွင့်အရေးကိုအပိုင်အသုံးချနိုင်မှုကြောင့်ကျွန်တော်တို့ရမှတ်ဆုံးရှုံးခဲ့တယ်ဆိုပြီးတော့မှဒီဗျအန်နစ်ကလော့ကပြောဆိုထားတယ်ပေါ့လေဆိုတော့ဒီနေ့ပွဲမှာဒါချယ်ဆီက ဒီပေါ့လေအထူးသဖြင့်တော့ဒီ wind တွေတကယ်အလုံးဖြစ်ခဲ့တယ်အထူးသဖြင့်တော့ဒါကျွန်တော်ပထမပိုင်းမှာကစားခဲ့တဲ့အာဒီပေါ့လေဂါနာချူရောတစ်ဖက်ကပတ်စုံနတ်တူရောအလုံးဖြစ်ခဲ့တယ်ဒါလေဘဘူးခန်စစ်ကိုအချင်းချင်းဒုက္ခပေးနိုင်ခဲ့တယ်ဒါမဲ့လို့ area vault ထဲမှာ chance တွေဖန်တီးတာတဲ့ဆိုင် area ဘောက်ထိရောက်ရင်ကျွန်တော်တို့ပြန်ပြီးတော့မှနောက် carry လုပ်တယ်အာကျွန်တော် area ထဲမှာအဆုံးသတ်ဖို့အခွင့်အရေးတော့မရခဲ့ဘူးဒီအချိန်နဲ့ကြောင့်မို့လဲဒါကျွန်တော်ပွဲကစားချိန်73မိနစ်မှာ Moises Khan Siro က area ထိတ်ကနေဒါတစ်ဖက်မှာကျွန်တော်တို့ခန္ဓာချုံရှိမှတစ်ဖက်မှာဒီ Melo Gusto ရှိတယ်ဆိုပေမဲ့လို့ကိုကိုတိုင်းပဲအပြင်းအဆုံးသတ်ခဲ့လို့ Chelsea ကအစောပိုင်းကဥဆောင်ကိုရတာ ဒါအမှန်တမ်းပြောရင်လီဗာပူးရဲ့ကစားပုံကတော့ကောင်းတယ်အပိုဇက်ရှင်ကအတိတ်ကင်ထားလို့ဆိုမဲ့လို့ chance တွေတောက်လျှောက်ရတယ်တကယ် pitcher နေရတယ်ဒါပေမဲ့အဆုံးတစ်ပိုင်းအားနဲ့လို့ဂိုးမရခဲ့ဘူးဆိုတော့လီဗာပူးကပထမပိုင်းရောဒုတိယပိုင်းရောကျွန်တော်တို့တကယ်ကိုအာ the best moment နေအကောင်းဆုံးပိုင်ဆိုင်ခဲ့တဲ့ဒါပေမဲ့လို့ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့နေနာဆုံးရှုံးခဲ့ရတာလည်းဖြစ်တယ် chelsea ကတော့ဒါကျွန်တော်တို့ဒီပေါ့လေဒီနိဗျအန်ဆိုမာရစ်ကလူစားလဲမှုအဖြစ်အစရီဘောနဲ့ဂျေမင်ကီတန်ဝင်လာတယ်ဒီကစားသမားနှစ်ယောက်ကလည်းပထမကစားသမားဝင်းနှစ်ယောက်အတိုင်းပဲကျွန်တော်တို့ ီခြေစွမ်းပြခဲ့တဲ့ကလပ်အသင်းပေါ် impact ဖြစ်ခဲ့တဲ့ HD Bawo ကကျွန်တော်တို့ကစားသမားဘဝအချင်းစီအသင်းတွက်ဒါပထမဆုံးအတွင်းကိုသွင်းယူနိုင်ခဲ့တယ်ဆိုတော့ချက်စီအသင်းတွက်တော့ဒါကျွန်တော်တို့ Liverpool ကိုအိမ်ခွင်းမှာကစားခဲ့ပြီးတော့မှ200စီဇက်ဘတ်တူဘတ်အနိုင်ယူနိုင်ခဲ့ပြီးတော့အာကျွန်တော်တို့ attention international break မတိုင်ခင်မှာနိုင်ပွဲရခဲ့တာလည်းဖြစ်တယ်ဆိုတော့စိတ်မကောင်းစွာနဲ့ပဲကျွန်တော်တို့ဒါနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ Chelsea အသင်းကစားသမား 3ရောက်နဲ့ဒါမင်းညဆိုတာနီးပြအဆူမာရစ်ကနှစ်ဝါတနီနဲ့ထုတ်ပယ်ခံရပြီးတော့ဒီအနီကပ်အခြေအနေကတော့တော်တော်လေးဆိုးတဲ့အနေအထားဖြစ်ဒါချင်းစီတင်ရင်ဆိုင်ခဲ့ရတယ်ဗောလေဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်